ဒီဟမ်ဘတ်ဝေငါးတွေဟာနုဆင်ဟာဝိုင်ကမ်းရိုးတန်းတစ်လျှောက်မှာဟမ်ဘတ်ဝေငါးပေါင်းတစ်တောင်းလောက်စုဝေရောက်ရှိလေးရှိပြီးမိတ်လန်တိုင်းဖို့အခွန်ရေးအတွက်အချင်းချင်းရှင်ပြောင်းရောက်မှာပါသူတို့ရဲ့ရှင်ပြိုင်မှုကတိုက်ခိုက်မှုမို့ပဲတချင်းဆိုးပြန်ကြရတာပါကြားရတာနည်းနည်းတော့ထူးဆန်းညီသလိုပါပဲတိပ်ပံပညာရှင်များဟာအရင်ကဓာမျိုးတွေကိုမှတ်တမ်းတင်နိုင်ခဲ့ခြင်းမရှိပါဘူး ဒါဟာပထမဆုံးအကျင့်ခင်းတယ်ကျွန်တော်တို့ရေအောက်ကတချင်းတန်တွေကိုသိရှိခွင့်ရကြရတာပါပင်လယ်ရေမျက်နှာပင်အောင်မီတာ90လောက်မှာဟမ်ဘတ်ဝင်းကအထီးတက်ကောင်မှတချင်းဆိုနေပါတယ်။ဒါသူ့ရဲ့တည်ဆူနိုင်မှုကိုအခြားဝေလငားဝီသူ့ရဲ့ပြန်မွေးဝကျွမ်းခြင်းမှုဟာဘလောက်ရှိတယ်ဆိုတာပြသနေခြင်းပဲဖြစ်ပါတယ်။သူ့ရဲ့တချင်းတန်ဟာ ျွန်တော်တို့အတွက်တော့တာမန်ငါးတကောင်ရဲ့အတန်ထက်မပိုဘူးဆိုပေမဲ့တခြားဝေလံငါးတွေအတွက်တော့ဒါဟာထူးခြားတဲ့တန်စင်တွေနဲ့ပေါင်းဆက်ထားတဲ့နားထောင်လို့ကောင်းမွန်ပြီးပင်လယ်ပြင်တစ်ချောင်းမှာပဲ့တင်ထက်နေရောက်တည်ဆိုရင်အခြားငါးတွေရဲ့အာယုံကိုဖန်ဆားနေတာပါဒီဝေလငားရဲ့တခြင်းကိုသဘောကျရင်တော့အခြားဝေလငားတွေကသူ့ရဲ့တခြင်းကိုလိုက်ဆိုးကြမှာပါ။ အားလုံးကိုကျေးဇူးတင်ပါတယ်ဒီလိုဗီဒီယိုလေးတွေအမြဲတမ်းကြည့်ရှုနိုင်ဖို့ like and follow လေးလုပ်ခဲ့ပါအောင်